မင်္ဂလာပါအလုံးမဲ့တာယာတဲ့နေလေးတင်းတွေကိုပိုင်ဆိုင်ရပါစေလို့မင်းကအလုံးမဲ့နှုတ်ခွန်းဆက်တာလိုက်ပါတယ်နော်အာဒီနေ့ကမမင်းကမနေ့ကတော့တင်းတာဒီလိုကအေဟွာမဖြစ်လို့လေတင်းကအသက်မရှင်းလို့ ပြင်တင်မယ်လေမင်းပြောချင်တာကကြတာဗာလဲဆိုတော့ဒီနေ့ပေါ့နော် stainless steel လေးတွေပေါ့ stainless steel လေးတွေဆိုတဲ့အခါက stainless steel လေးတွေကဘယ်လိုမျိုးထားမလဲနောက်ပြီးကြလို့ရှင်ဘယ်လိုဝတ်ဆင်လို့ကောင်းလဲဆိုတော့ stainless steel အခုမမေဝတ်ထား stainless steel လေးရကြတော့အော် तू ကအမြဲတမ်းဝတ်ထားတဲ့သူပေါ့အမြဲတမ်းဝတ်ထားတဲ့သူမျိုးတွေအတွက်ပြဿနာမရှိဘဲအခုပြဿနာရှိနေတာက ဝတ်လိုက်ချွတ်လိုက်ဝတ်လိုက်ချွတ်လိုက်ခဏတင်းထားလိုက်ပြန်ဝတ်ထားတဲ့သူမျိုးတွေပေါ့နော်အယောင်လေးတွေမှိန်နေပြဿနာရှိနေတယ်။အော် stainless steel ကဒီဇိုင်းပေါ်မှာမူတည်ပြီးတချို့ဒီဇိုင်းလေးတွေကအယောင်လေးတွေကပို့ပြီးတော့မှတောက်လာတချို့ဒီဇိုင်းလေးတွေကကြတော့ဒီဇိုင်းကြောင့်လဲသူကအယောင်မှိန်သွားတယ်လည်းရှိတယ်။ချာချာဝတ်ရင်ပေါ့နော်။ချာချာဝတ်ရင်ဆိုတော့အမြဲတမ်းဒီလိုဝတ်ထားတဲ့သူအတွက်ကပြဿနာသိမ့်မရှိနေဘူး။ဝတ်လိုက်ချွတ်လိုက်လုပ်တဲ့သူတွေအတွက်မှကြတော့ဘာပြဿနာရှိနေလဲဆိုတော့ တော့ဝီလိုင်းချောလိုက်ဆိုရင်ဒီလိုအခုခဏတစ်ပြုတ်ဝတ်မယ်ခဏတစ်ပြုတ်ဝတ်မှာဖြစ်တဲ့အတွက်မမင်းတို့လဲဘေးမှာပဲဖြစ်ဖြစ်နဂတ်ပဲဖြစ်ဖြစ်လက်စွပ်ပဲဖြစ်ဖြစ်လက်ပတ်ပဲဖြစ်ဖြစ်ဖူချိန်ပဲဖြစ်ဖြစ်တဏ္ဍခါတို့လူရှင်းတို့ချွေးတို့စသဖြင့်ပေါ့နော်ခန္ဓာကိုယ်ပေါ်မှာရှိရဲ့အရာတွေဒီတဲ့ တစ်ခုခုပေါ့အဲ့ဒါလေးနဲ့ထိလိုက်မှာပေါ့ထိပြီးတဲ့အခါကျတော့ချစ်သူလေးတို့ကမတိပဲနဲ့ချွတ်ပြီးတော့မှဩဒီဟာမဝတ်တော်ဘူးတိမ့်လိုက်မယ်ပေါ့နော်တိမ့်လိုက်မယ်ဆိုလို့ရှိရင်မင်းပြောချင်တာက stainless steel လေးတွေကိုတိမ့်တော့မယ်ဆိုရေးဆေးပါအမှနာပါနဲ့ရင်နဲ့ဆက်ပြာနဲ့ဆေးပါအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းမင်းတို့ဒီ what tissue လေးနဲ့တုတ်တက်ပြီးတော့มาဖြစ်ဖြစ်ဒီကြီးလေးတွေခုမမင်းတို့ခန္ဓာကိုယ်မှာဝတ်ထင်ထားတဲ့တနက်ခါတို့ချွေးတို့เนาะ make up တို့เนาะ အလူရှင်းလို့စသဖြင့်ပေါ့နော်မင်းတို့ခန္ဓာကိုယ်ပေါ်မှာရှိရဲ့အရာလေးတွေ stainless steel မှာကြီးအနေနဲ့ကတ်မယ်အဲ့တော့အဲ့အရာလေးတွေကိုဆေးလိုက်ပါဆေးလိုက်ပြီးတော့မှချစ်သူလေးတို့ကတိမ့်ပါဒါပေါ့နော်ခန္ဓာတစ်ဖြုတ်ဝတ်တယ်အမြဲတမ်းထွဲပြီးဝတ်တယ်ဆိုအဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်အဲ့ဒီလိုမျိုးမသိမ့်ဘူးဆိုရင် तू ကအဲချွတ်လိုက်တိမ့်လိုက်ချွတ်လိုက်တိမ့်လိုက်ဆိုရင် तू ကလည်းလူတွေလိုပဲပဲနော်လူတွေလိုပဲတွေးကြည့်လိုက်လေလူတွေတောင်မှပဲဘာမှမလုပ်ပဲဒီတိုင်းဒီတိုင်းရေမချိုးပဲနေမယ်ဆိုလို့ရှင်ကြီးဆိုတာတတ်တယ်ပေါ့ စတိန်လက်စတီလည်းအဲ့လိုပဲပေါ့သူကဒီလိုမျိုးချွတ်လိုက်မင်းတို့မမင်းတို့ဒီတတိမထားမိပဲနဲ့အဲ့အဲ့လိုမျိုးတွေတိန်လိုက်မယ်ဆိုလို့ရှင်သူ့မှာဒီချွေးတို့နော်လူရှင်တို့ဒီစသဖြင့်ပေါ့နော်ဒီလိုကြီးလေးတွေကသူ့မှာကတ်သွားတတ်တယ်အဲ့ဒါလေးတည်းသူ့ကိုအရာမှိန်စေတယ်ပေါ့အဲ့လိုမျိုးလေးမှိန်သွားရင်ရောဘာလို့လောက်ကမလဲဆိုတော့အဲ့လိုမျိုးလေးမှိန်သွားရင်ဆိုလို့ရှိရင်လေစက်ပြာတို့စက်ပြာစီလေးနဲ့ဒီဘွားလေးနဲ့ပုတ်ပြီးတော့မဆေးပြလိုက် ဆေးပစ်လိုက်ပေါ့เนาะတချို့ဒီဇိုင်းလေးတွေကကြတော့တာအီချင်းချင်းနဲ့နဲ့လုပ်တယ်ဆိုလို့ရှိရင် ဟိုမှာကြောက်ကျွတ်ထွက်သွားတော့ဘာလို့ဖြစ်နိုင်လဲဒီလိုဒီဇိုင်းတွေကတော့အကျံပန်းခံတယ်ပေါ့ဒါကလေကိုဝဲဝစ်တဲ့ဒီဇိုင်းရဲ့ပုံမှန်ပေါ်မူတည်ပြီးတော့မှခက်ကြမ်းကြမ်းမစင်းနေပေါ့ဒါအခုဒီဟာလေးတွေဆိုရင်တော့ခက်ကြမ်းကြမ်းကင်တွယ်လို့ရတယ်ဘာလို့ဆိုတော့ဒါတွေကအကျံပန်းခံတယ်အဲ့လိုမဟုတ်အနုအယလှုပ်ထားတဲ့ဟာလေးတွေဆိုလို့ရှိရင်ကိုကအကျံပန်းလှုပ်လိုက်တယ်ဆိုရင်ဘာဖြစ်သွားလဲဆိုလို့ရှိရင်ပြုတ်ထွက်သွားတာလို့ကျိုးထွက်သွားတာတော့လို့မျိုးတော့ရှိတာပေါ့နော်အဲ့တော့ခါကြတော့တကယ်လို့အဲ့လိုမျိုးမျိုးအယောင်မှိန်နေတဲ့ချစ်သူလေးတွေရှိခဲ့မယ်ဆိုလို့ရှိရင် မင်းပြောသလိုမျိုးရေဆေးပြီးတော့တိမ်းပါတကယ်လို့အခုကရေဆေးပြီးမတိမ်းပြီလို့ရောင်မှိန်သွားတယ်ဆိုရင်ဆက်ပြာစီလေးနဲ့ခဏစိန်ထားပြီးတော့မှဆေးလိုက်ပါခဏစိန်ထားပြီးဆေးလိုက်လို့ရှိရင်ရေကုန်းငကုန်းမှိန်နေတဲ့အရောင်နဲ့နည်းနည်းလေးတော့ပြန်တောက်သွားမယ်ဒါပေမဲ့ဒီအသက်လိုမျိုးတော့တိတ်ပြီးတော့မှဖြစ်ချင်မှဖြစ်မှာပေါ့ဒါပေမဲ့တခုရှိတာကသူကဒီအခုမမင်းတို့နေတိုင်းနေတူကဝတ်ဆင်နေတဲ့သူတွေတော့ကကြတော့ပြဿနာမရှိဘူး နေတူတော်ဝင်းစင်နေတဲ့သူကချစ်သူလို့ခုရေချွိုင်းနဲ့ဖိဖိအားခါတယ်ဖုတ်ပတ်ပြီးတော့မှကိုကစေးကြောလိုက်မယ်ဆိုလို့ရှိရင်ဒါလေးကဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုပြောင်းလက်သွားမယ်ကိုဝေးရတာလည်းစင်မယ်နောက်တစ်ခုချစ်သူလို့တော့ဒီဇိုင်းရွေးချယ်တဲ့နေရာမှာလည်းသူစကားပြောတယ်ပေါ့နော်တချို့ဒီဇိုင်းလေးတွေကကြတော့ဟိုဟာဖြစ်သူတချို့ဒီဇိုင်းတွေကကြတော့တချို့ဒီဇိုင်းလေးတွေကကြတော့ဒီဂျီးပြောင်းမှာပေါ့ဂျီးကတ်တာတော့အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေရှိသွားနိုင်တာပေါ့ချစ်သူလို့ဒါပေမဲ့အဲ့လိုမျိုးတွေရှိရခါကြတယ်မဟုတ်ဘူးနဲချစ်သူလို့ရွေးချယ်တဲ့ဒီဇိုင်း ိုင်းပေါ်မှာမူတည်ပြီးတော့ဘလို့ထိမ့်သိမ်းဆောင်ရှောက်ရမလဲဆိုတော့မမင်ကမမင်ကိုလာမေးတယ်ဆိုရင်မမင်ပြန်ပြောပြရတယ်เนาะဒီတစ်ခုကကျတော့ဒီ stainless steel လေးတွေကသူကတထုတထုဆိုတာကကျတော့အခုမမင်တို့စတီးတို့နိုင်လက်ပတ်တို့လုတ်တဲ့ဟာလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူက ပြီးရင်သူ့ကိုဒီလိုမျိုးပေါ့နော်အခုနက်ဆွဲကျိုးဆွဆွဲကျိုးနက်ဆွေနက်လုတ်ပင်သူကဒီအခန်းပေါ့နော်သူတို့လိုချင်တဲ့ပမာဏပူချင်ရှိရအခန်းထဲမှာထည့်ပြီးတော့မှသူကဒီအရောင်ကလောက်ပြန်သွင်းတာအဲ့လိုမျိုးစက်ယုံနေရပေါ့နော်စက်ယုံနေရလုတ်တဲ့ဗီဒီယိုဖိုင်တွေတော့မမြင်မြင်ဘူးတဲ့အဲ့လိုမျိုးလေးပေါ့နော်သူတို့လုတ်နေရလေးတွေကြည့်ရပေါ့ဟုတ်ပဒိန်လောက်တူပဲပေါ့နော်အဲ့လိုမျိုးသူကတော့အများလောက်တာကိုလှုပ်ပြီးရခါကျရင်သူကအဆက်ဒီလိုမျိုးအခန်းအကြီးပေါ့နော်အခန်းကြီးထဲမှာလေ မင်းတို့ဟိုဒီလိုအဆင်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 ပြီးတော့လို့အဆင်မင်းမင်းတို့ဘာနဲ့တူလဲဆိုတော့မုတ်ဖုတ်တဲ့လိုမျိုးအဲ့လိုမျိုးအချောက်ခံတဲ့ဆင်လို့အဲ့လိုဆင်းနေဆင်းနေဆင်းနေလိုက်အခန်းထဲမှာထဲထဲထဲပြီးရပြီးတော့အလုံးပိုက်ပြီးအပူချိန်ဗလာဆိုအဲ့လိုထားထားပြီးတော့မှသူဒီရဲ့အရာဟာသူပုံမှန်ဆိုရင်ဒီအရာမဟုတ်ဘူးဒီကလာမဟုတ်ဘူးဒီရွှေရောင်ဖြစ်အောင်သူတို့ကအရာပြန်တင်ရတာပေါ့နော်ပုံမှန်ဆိုရွှေရောင်မျိုးဆို तू ကနောက် stainless steel မှာသူကလာလေဘလို့လာလဲဆိုတော့တစ်ခါတလေကြောက်လို့ရှိလို့ရှိရင်လေ ရွှေဥဣနေတဲ့အရောင်လာတယ်တခါလေးကြာရင်ရွှေညိုဘက်ကိုသွားတယ်ရွှေဥရောင်ညိုဘက်ကိုသွားတယ်အရောင်လာတယ်သူအိုက်ကလာလေးရှယ်ဒါပေမဲ့အဲ့ဒါဆိုစစ်သူလေးတို့ကကြတော့တော့သူကတော့အမြဲတမ်း changes နေနေသွားပါဆိုလူတွေအများကြီးနဲ့မှဟောပစ္စည်းတွေအများကြီးဟိုဟာလောက်တဲ့အထဲမှာမှသူကထည့်ပြီးတော့မှအရောင်တင်တာဆိုတော့တခါတလေကြာလို့ရှိရင်အရောင်လေးတွေကတနည်းအားလေးတွေမှာကပ်ပြီးကျန်နေတာမျိုးတွေရှိတတ်တယ်ဒီလားဒါကတော့မင်မင်ကရွေးချယ်ပြီးတော့စစ်သူလေးတို့ရှိမှရောက်ချင်မှရောက်မှာပေါ့နော်အဲ့လိုမျိုးတော့ပေါ့အဲ့တော့ ဒီ stainless steel ကိုချစ်သူလေးတို့ကတရားရှာဝယ်မယ်ဆိုလို့ရှိရင်အခုတရားပြောသလိုမျိုးထိမ့်သိမ်းစောင့်ရှောက်မှုလေးတွေတော့လုပ်ပြီးနော်ဒါဘ ഹു သူတအနေနဲ့တင်ပေးတာပါကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော် stainless steel လေးတွေညို့သွားတာတွေအယောင်ပိန်သွားတာလေးတွေကိုမပူပါနဲ့လို့မြန်လာပြောပေးရပါနော်ကဲအားလုံးပဲတက်တာ